တောင်ကိုရီးယားရဲ့ကွန်ဆာဗေးတစ်ပါတီဖြစ်တဲ့ပြည်သူ့အင်အားပါတီဟာအလုံသမားရေးရာဝန်ကြီးဟောင်းဖြစ်တဲ့ကင်မွန်ဆူကိုဇွန်မှာပြုတ်လုမဲ့သမရရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းအဖြစ်မေ3ရက်ကကြေညာခဲ့ပါတယ်။ဇွန်3ရက်မှာပြုတ်လုမဲ့သမရရွေးကောက်ပွဲဟာရာရုကနေဖေရှားခံခဲ့ရတဲ့သမရဟောင်းယွန်းဆော့ယူရဲ့နေရာကိုအစားထိုးတာဝန်ထမ်းဆောင်မဲ့သူကိုအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။အသက်64နှစ်အရွယ်ယွန်းဟာဒသမ3ရက်ကအရက်ဖတ်အုပ်ချုပ်ရေးကိုဆိုင်းငံ့ခဲ့ပြီးတဲ့နောက်ဆေးအုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ပိုင်းကြာမှလွတ်တော်ကရွန်ရဲ့စေယုချုပ်ရဲ့အမိန့်ကြေညာချက်ကိုမဲခွဲပြီးပယ်ချခဲ့ပြီးတဲ့နောက်မကြမီအချိန်အတွင်းမှာပဲရွန်ကစေယုချုပ်ရဲ့အမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အိနောက်လွတ်တော်ကရွန်ကိုဆွဆဲပြစ်တင်ခဲ့ပြီး သမရတာဝန်တွေကိုဆိုင်းငံ့ခဲ့တာဖြစ်ပြီးဒီဖြစ်ရပ်တွေဟာတောင်ကိုရီးယားနိုင်ငံကိုနိုင်ငံရေးအကြံအတည်ကိုကြားရောက်သွားစေခဲ့ပါတယ်။ဧပြီလ၄ရက်မှာတော့တောင်ကိုရီးယားရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကဆွဆွဲပြစ်တင်ခံခဲ့ရတဲ့သမရယွန်းဆော့ယွန်းကိုယာရုကနေဖယ်ရှားခဲ့ပါတယ်။ကဲမဟာယွန်းရဲ့ဆေးအုပ်ချုပ်ရေးအမိန့်ကြေညာမှုကိုဟန်တာဖို့ပြက်ကွက်ခဲ့မှုအတွက်ပြန်လည်တောင်းပန်မှုညှင်းဆိုခဲ့တဲ့တော်ရီတော်အစိုးရအဖွဲ့ဝင်ဖြစ်တာကြောင့်လူလူရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီးတဲ့နောက်ပြည်သူ့အင်အားပါတီကိုစားပြုရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရတာဖြစ်ပါ ါတယ်။ကဲမှာပါတီမှာမဲခွဲဆုံးဖြတ်တဲ့ကိုစလင်လောင်းရွေးချယ်မှုမှာမဲရလက်56.500ခန်းတော့ရရှိခဲ့ပြီးပါတီအကြီးအကဲဟောင်းဟန်တောင်ဟွန်းကိုအနိုင်ရရှိခဲ့ပါတယ်။မကြေနပ်မှုတွေနဲ့ဒေါသတွေကိုဖယ်ရှားပြီးဒီနေ့မှကျွန်တော်တို့စူးစီးခဲ့ပါတယ်။ပြည်သူတွေရဲ့မရေမတွက်နိုင်တဲ့မြေတမ်းမှုတွေကျွန်တော်တို့သမရာကြီးဆွဆွဲပြစ်တင်ခံရမှုတွေရှိခဲ့တာတောင်မှကျွန်တော်တို့စူးစီးနိုင်ပါတယ်လို့အသက်83နှစ်အရွယ်ကင်မကပြောပါရယ်။ ကျွန်တော်ခန္ဓာကိုယ်အစိမ့်စိမ့်အမွားမွားကွဲသွားရင်တော့မှပဲကျွန်တော်အနိုင်ရမှာပါဘာပဲဖြစ်ဖြစ်ပေါ့လို့၎င်းကဆိုပါတယ်လက်ရှိမှာကင်နဲ့အထက်ကရှင်ပြန်ရမယ့်ကိုစလင်လောင်းဟာဝင်ကြီးချုပ်ဟောင်းဟန်တုစုဖြစ်နေပြီဟန်ဟာရုံးကိုဆူဆဲပြစ်တင်မှုကိုထောက်ခံခဲ့တဲ့ရုံးရဲ့မဟာမိတ်ဟောင်းဖြစ်ပါတယ်